အမှန်တန်လဲမှတ်သားစရာကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတမ်းမတမ်းမှုရှိတယ်သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကိုသူပြောမှာရာနီပုတ်ပြီးအကရိတဝငယ်ငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သပစ္စာမနုတ္တပတိဘယ် နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်နောင်နှပူပန်ရလိမ့်မယ်လုံးတဲ့တဲ့အချက်ဆက်ကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှင် နောင်ကြတော့မှ ပူပန်တော့ကရောက်ကြလိမ့်မယ်ဒါမလုံးမိတာမှားလိုက်တာလို့စိတ်ပူပန်နေကြပဲအဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ချင်မှာပေါ့ဒီလိုဆိုလို့ ဲ့တော့နောင်တစကားတွေဆိုတာဟိုဟုတ်တာလုတ်တဲ့လူတွေမှသာနောင်တစကားဆိုတာရှိတာလေဟုတ်တာလုတ်တဲ့သူကနောင်တမှမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကဘာပြောတာတော့ရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်ဝိစာဝဏ္ဏီခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာမင်းငါမရှာမိတာ မှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်အဲ့ဒါမရှိရင်စိတ်ပူပန်ရနောက်လဲကြည့်နောက်စီဆိုပါမှာသာသာမရှိဆိုစိတ်ပူတာပဲလေ အဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ်ပတိပစ္စည်းဥစ္စာဆိုတော့ရအောင်ရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါပါလို့ဆိုရင်ပုပ္ပိအတ္တမှုထာနိတံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရအောင်ရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါကြီးဟိုလှုပ်တဲ့လှုပ်ထိုက်တယ် အဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာအားနည်းတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနည်းရှာရရသည်အကုန်သုံးပြစ်ထားတယ်များတယ်နောက်ရေးသိမ့်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်။ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွား။မုံရဘက်ကတကယ်ဇလန်လေးတပုတ်ပြောတာမှတ်ထားဘူးလေ။တော်တယ်မှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ နမန်းဆွဲဆိုရလွှာကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်သေးရဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြအဲ့ဒီတော့ကတက်တုံးခွဲတဲ့လူသမားတွေမှာကလာတယောက်ပါတယ်ဘမအခေါ်ကလာပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလှုပ်တဲ့သူကဘမ ကလားမို့သူကခေါ်တာယူခေါ်တာမို့ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလာဆွဲနဲ့အဲ့လိုခေါ်တာအဲ့လိုနဲ့ဆရာတော်ပဲလောက်ကင်စာတောက်သွားကြပြီ7နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာ7နှစ်လောက်ကြာသွားအဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာ လွှတ်ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေးလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းတို့ရှင်လို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆိုသူကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မယ်ရှိရှဲလို့တော့မယ် ကိုလူကအလုံသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှု꽈သွားတာပေါ့အဲ့ဒါကိုပြောတာသနသန္တာပင်ဒီကနေ့ခင်မှလည်းအဲ့ဒါပြောတာအလတ္တဝိတံတပ္ပတိပုပ္ပိအတမုထာဏိတံပစ္စည်းကိုရှာပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နာပုတ်ပြီတဏမေသိတံဣတိပစ္ဆာနုတ္တပတိငါငငယ်တော့ရှားရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငငယ်တော့နော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမစုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားရမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ရတယ်စုတဲ့လူတွေကတထေးဖြစ်ကုန်ပြီ तू ကမတထေးပဲဖြစ်တော့အဲ့ဒါကိုပြောတာမှဒါလူလောကမှာ တကယ်လို့ရမယ်ကိစ္စတွေပဲကနိဗ္ဗာန်ရောက်ကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေရင်နိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘုံမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ကြောင်းလုပ်လို့ရဌာနနံပါတ်1ဟောငယ်စဉ်အခါစီးပွားဥစ္စာစ조사ရှာစွစွဆောင်းဆောင်းထားမဟုတ်ရင်တကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ် ဒါတခုနောက်တခုကတော့လူဆိုတာဘဝတခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်ကိုယ်ကြည်တနာရှေ့မှာစူးစုံထားမှာကိုနောက်လက်ကြည့်နောက်စီမဖြစ်တဲ့မူကိုယ်မှာစူးစူးဆောင်ဆောင်ရှိနေရမယ်နောက်ခံနောက်တခုကပါတော့ဆိုစီးပွားရှာတယ်လို့ပဲပညာလည်းကြိုးစားတဲ့မို့လို့တယ်ဒုတိယအချက်က တัจจရူပံပုရိတန္တံဘယသိပ္ပံနတ္တိခိတံကိစ္ဆဝုဒ္ဓိအသိပ္ပတ္တဟောဣတိပိစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကြိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူးတကြည်ရင်လောက်မသိနိုင်ဘူးရရှိကောင်းတယ်နားကောင်းတယ် ်သူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင် အတတ်ပညာကိုတောင်းသင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်အောင်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တအတတ်ပညာမရှိရင်သမွေဝမ်းကြောင်းခက်တယ်တဲ့ဟုတ်တယ်ကိုတတ်တာလေးတခုရှိရင်အဲ့ဒီတတ်တာလေးကိုမိပြုပြီးသမွေကြောင်းဝမ်းကြောင်းလုပ်လို့ရတယ်အတတ်ပညာမတတ်ဘူးဆိုလို့ရှိရင်သမွေဖို့ခက်တယ် ဒါကြောင့်ဟိုခဲစဉ်ခါမှပညာကြိုးစားရှာပါပြုကြိုးစားတဲ့မှာမသိငယ်ဘူးဆိုရင်မင်းနောက်နိုင်ရလိမ့်မယ်တက်ကြီးမှတော့မင်းမသိနိုင်တော့ဘူးရစီရလည်းမကောင်းနားလည်းမကောင်းသူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီအဲ့ကျဘာမှလည်းပညာမတက်ဘူးဆိုပြီးသွားမှလည်းမခိုင်းတော့အဲ့ဒါဒုတိယချက်အဲ့တော့လူလောကရောက်လာလို့ရှိရင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆို နံပါတ်1မင်းစီပါချာစုစုဆောင်ဆောင်ထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါเนาะတိုင်းသူပြည်သားတွေစီပေါင်းဆက်ရအောင်ရှာကြအတတ်ပညာတတ်တောင်းသင်ထားကြကိုပညာနဲ့ကိုလှုပ်ဆောင်လို့ရမယ်ဒီနှစ်ခုအေဟုတ်ပြီနောက်တတိယအနေနဲ့မပြောတော့ဆိုတော့ ခုတဝေထီပုရိအာသိပိတုနောပိဋိမန္တိကောစန္ဒောသဖုဒောသပိဣတိပစ္ဆဒုတပတိဒုစရာစိဘောလဲရှာပညာလဲသင်အဲ့ဒီချိန်မှာရိုးသားဖြောင်းမတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ဘုရားပါတော့ဆိုရင် ပတ်စံမရှိတော့သူကပတ်စံရှာတယ်။ဘာနဲ့ရှာတော့ဆိုကောက်ချစ်ဆင်းလဲတဲ့ဤတွေနဲ့ရှာ။ဟိုလူစရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူး။ဒီလူစရာပတ်စံခြီးသွားလိုက်ပြန်မပေးဘူး။နော်။လိမ့်လေလှည့်ပြားတယ်။ကုတဝေတီပုရိအသေ။ကောက်ချစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်။ပတ်စံရှာရပြီးအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူး။အတုနဲ့ရှာ။လိမ့်လေပြီးတော့ပတ်စံရှာ။ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုဂျင်းထဲ့ပေါ့ဟိုလူနဲ့ဒီလူမတည့်အောင်လှုပ်တာတော့ဒါတွေဒါတွေလည်းလှုပ်တယ်ပိဋိမန်တိကောတဲ့သူများပိဋိမန်တိကဆိုတဲ့စကားလုံးကပိဋိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣဒိယံစကားပေါ့ ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဟိုဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ် အမှုဘလောက်ပဲအဲအမှုကထင်ရှားနေနေသူကနေပြီးတော့ကိုလူဆက်ပစံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပြီးခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဩခေါ်ရရှိတယ်လေဩငားတာပေါ့လူငားပြီးတော့လောက်တာလေလော်ဘီဆိုတာလေလော်ဘီငားထားတယ်ပစံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ်။သူများကြောကိုတော့ကနေဗမာစကားကတော့နောက်ကြောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူး။သူကပါဆိုတော့ဆိုပိဋိမန်တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆို။အနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆံယူပြီးမတရားလုပ်ပေးတာ။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာ။ စံဒောစာပြုဒောစာပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်သက်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုတ်တယ်ဆိုပြီးတော့တေခါနေ့ကျတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုတ်သင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတယ်ဒုစရိုက်နဲ့ဆိုင်တယ် လူတယောက်ဟာအရွယ်စဉ်အခါမှာကောင်းကောင်းမောမနေပဲနဲ့ပါဏာတိပါတိပုရိအာသိန်လှုပ်တော်စာပိအနာရိယဘုဒ္ဓနာနာပစာဧတာဣတိပစ္ဆာလူတပတိအသက်အရွယ်ငယ်တဲ့ချိန်တော့ဆိုရင်တော့တော်ဘာဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော် စိတ်တက်ကစံနဲ့ရဲဆက်တယ်အနာရီရောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတနာနာပစာရိတ်တန်စာဘုသူ့မှာကိမဆိုင်ဘူးအကျဉ်းနာတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပြီးရင်တော့လှုပ်တာပဲဘုသူ့သက်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ နေရလို့သိတဲ့အခါကျလို့ရှိရင် तू လုတ်တယ် तू လုတ်ရတဲ့ပုံမှာ तू ဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလို့တာကောင်းမှမကောင်းတော့เนาะမကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီးပွားရှာတဲ့နေနှစ်ခုပဲအာဂတိလိုက်စားပြီးတော့စီးပွားရှာတယ်ဗတရားနောက်ကွယ်အနေပြီးတော့စီးပွားရှာတယ် နောက်သူများသက်တက်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရက်ဆက်တယ်ဘယ်သူ့ဘုံမှာကျန်တဲ့တရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးကိုဒီမှာဖော်ပြထားတယ်နောက်နောက်တစ်ခုကဘဟုသူဝတ္တန္တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရာအာသေဝိတံဣတိပိဿောနုတ္တပတိ ောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့တူတွေပြဋ္ဌာန်းပါပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ သူကတော့ပူပန်ရတတ်တယ်ကိုချင်းတရား ပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတ်တယ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်အဲသူတော်ဘာမပြမှားနဲ့လို့ဆိုလို့တယ်ပေါ့သူတော်ဘာမပြမှားနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်ဘာမပြမှားနဲ့ဆိုရင်ဒီဒီ panaripada arena dana kami itu bisa sarawe ditunggu bu tapi lo piora no paulai mesin ditunggu be Erik lu nama tiga wujudin aku ngaya yang mesagera aja nama tiga adabnya nyata aku metengera aye. nama tunggu lingga kaparose ကိုချင်းတရားပြပြခဲ့တာလေပါဏာတိပါဒအရိဏဒါနကာမိတုမိဆာဆာရာဆိုတဲ့ကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင်တာတွေကိုရှောင်းမယ်နောက်တစ်ခါလုံးသင်တာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန္တမိအာနာပါလိဥပတိတိကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့တန်းနဲ့ ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့ကမပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ဒါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ကခုကြတော့ငါတော့စားစရာမရှိဘူးဆိုဖြစ်လာစိတ်တပူပန်ရတယ်တဲ့ဒီခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာတာမန္တရံပိတရံစာပိ စေနကံကတယုပနာဘဟုတံတော့နဘောသိတံသဗ္ဗိစ္ဆမတုဣတိပစ္ဆမတုတ္တပတိအမိဖေးတွေတဲ့ကြီးလာတဲ့အခါမှာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေးတွေမထောက်ပတ်ခဲ့ဘူးအမိလည်းသိသွား၏ဖေးလည်းသိသွား၏ငါဘာမှမလုပ်လုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပူပန်ရတတ်တယ်အဲ့ဒါငါအမိဖေးတွေအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာတဗ္ဗကမ္မရတံဟရာပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမကြီးခင့်မမိပါဘူးကိုနေရကိုနေသမ်းမလို့အဖေပေါ်မှာတာတလာချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကတောင်းတပူပန်ရတတ်တယ်ပြိပစကားကိုလည်းမလုပ်ရဘူးလို့ဆိုလို့လည်းပေါ်တော့တာလည်း တော့မိဘကိုယုံကြည်နေစားဖို့ဆိုပြီးဆုံးမတယ်အဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိသီလဝန္တိဘောဓုတိနာပုပ္ပေနာပုပ္ပိပရိပာပရိယုပယိတံဣတိပိစာမနုတပတိအချင်းကောင်းတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘောဓုရကျွတ်သွားတဲ့သမဏပြမဏတွေ ဟုတ်လားသဗ္ဗနာပြမနာဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန်တန်ငါးတွေပေါ့သူတို့ပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ငါးတွေကိုချင်းကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှင်းလဲနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကနော်နောင်တပူပန်ရတာပဲဒါလည်း ငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့သာဓုဟောတိတပောစိန်သောတန်တော်စာပြုပါ၏တိတော် နာသပုပ်ပြီတပောစိန်တော်ဣတိပစ္ဆာနိဒဗတိအသက်ရငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြုပ်ကိုအထောဥပမာဥပုသောင်းရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့လုပ်တယ်ဥပုသောင်းနေတရားထိုင်နေဒီလိုဟာမျိုးတွေလုံတဲ့လုံထိုက်တယ်ပေါ့နော်အဲ့တော့ဥပုသောင်းရင်တရားထိုင်ရင်ဆိုတော့ ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဟိုတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတာဒီကနေ့ကျတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေသူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲ